ဝါပြည်နယ်ရလိုပါကလွှတ်တော်တွေဝင်ရောက်ဖို့ပြောကြားမှုတွေနဲ့ပတ်သက်ပြီးဝါပြည်တွေးစီညညရေးတက်မလို့ UWSA အနေနဲ့ပြည်နယ်အဆင့်ရရှိရေးအတွက်လွှတ်တော်တွေကိုဝင်ရောက်လာနိုင်ဖွယ်ရှိလားဆိုတဲ့အပေါ်စီရင်တဲ့နိုင်ငံရေးအကြက်ခတ်တွေကြောင့်တုံ့တက်မှုတွေရှိနေကြပါတယ် UWSA အနေနဲ့2010ဖွဲ့စည်းပုံအခြေခံဥပဒေအရဝါပြည်နယ်လူချင်းပါကရွေးကောက်ပွဲဝင်ပြီးလွှတ်တော်တွေမှာတောင်းဆိုဖို့အမျိုးသားစည်းလုံးညွှန်ရင်းတဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ရဲ့ဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးရာပြီးက အောက်တိုဘာ18ရက်နေ့ကပြုလုပ်တဲ့ငင်းကြရဲ့အလုပ်ရုံဆွေးနွေးပွဲမှာပြောကြားခဲ့တာပါ UWSA အနေနဲ့ဝါပြည်နယ်ပေါ်ပေါက်ရေးကိုလွှတ်တော်တဲ့ဆုံးဖြတ်မယ်ဆိုတာကမလွဲကူတာကိုသိထားတဲ့အတွက် UWSA ခေါင်းဆောင်တွေကအရေးကိစ္စကိုလက်ခံဖို့ခတ်သွားတာဖြစ်တယ်လို့ငင်းကြရဲ့လုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်က CNN တင်ဒင်းဌာနကိုပြောပါတယ်ဒါကတော့သူကအာ2008ဥပဒေအရပြောသွားတာဖြစ်တယ်နော်အာ အဲ့ဒီတော့ကျွန်တော်တို့က2008ဥပဒေအရဆိုလို့ရှိရင်တော့တော်ရမှာစုံဖြိုက်လို့ဒီမှာကဘူးအမ်လူလူဆန်ဒါကောက်ယူပွဲတွေလည်းလုပ်ရတယ်အဲ့ဒီတော့ဒီကိစ္စမှာဆိုလို့ရှိရင်ဘဝကအာသူသူကပြောတော့တာဒီလာဘရမနာထောင်းတဲ့ 我刚就业的,、啊、的，我保管的咱们就也刚走业，咱们看不懂那个嘞。加上现在比较吃大锅面，我给他们是说，那种商品嘞，那是流行瓦个，卤面来的。一瓦公司来个嘞，你第二说瓦皮嘞，内蒙古不到了嘛，收下破碎。 သူကမတော်ဘူးအဓိဥစားပါပဲအခုဖြစ်တယ်နော်အဲ့ဒါကြောင့်မလို့ဒီဘဝကောင်းဆောင်အနေနဲ့ဒီကိစ္စကိုလက်ခံဖို့သူခက်သွားတာဖြစ်အဖြစ်ဖြစ်တာပေါ့အရေးသမရဦးသိန်းစိန်နဲ့ NLD အစိုးရလက်ထက်က UWS ရဲ့ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာရွေးကောက်ပွဲပြုလုပ်ဖို့တောင်းဆိုခဲ့ပေမဲ့လေ UWS ကတောက်လျှောက်ညှင်းဆိုခဲ့တာဖြစ်ပြီးအခုမြန်မာတက်မတော်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာကျင်းပခွင့်ပြုမပြုဆိုတဲ့အပေါ်တော့မသိရသေးပါဘူး။ လက်ရှိမှာဒီဇင်ဘာ28ရက်မှာစတင်ကျင်းပမဲ့ရွေးကောက်ပွဲအပိုင်း1နည်းမြေစီးမှာတော့ UWSA ထင်းချုပ်တီတာဟိုပန်မျိုးမပါဝင်တာကိုတွေ့ရပါတယ်။ဒါပေမဲ့လာမယ့်ရွေးကောက်ပွဲကို UWSA အနေနဲ့အားပေးထောက်ခံကြောင်း UWSA ရဲ့လာရှိုးမျိုးဆက်ဆံရေးယုံတာဝန်ခံဦးညီရန်ကထုတ်ဖော်ပြောဆိုထားတာပါ။ NSPSC ဥက္ကဋ္ဌရဲ့ပြောဆိုမှုဟာရွေးကောက်ပွဲကျင်းပနိုင်တဲ့ဒေသတွေပုံမကျေဝန်းလာစေဖို့ကြိုးစားတဲ့ပုံစံဖြစ်နေကြောင်း UWSA အနေနဲ့လည်းတက်တဲ့ဆက်ဆံရေးကောင်းအောင်သာလှုပ်ဆောင်နေရဖြစ်ပြီး သူတို့ပြောတဲ့အတိုင်းလုပ်မယ်လို့မထင်ကြအောင်တရုတ်မြန်မာအရေးလေ့လာသုံးသက်သူဒေါက်တာလှကျော်စောက CNN တရင်ဌာနကိုပြောပါတယ်။သူတို့ကလုံးလုံးစွဲတော့ဝင်မဲ့ပုံတော့မရှိပါဘူး။ဟိုနင်းတို့ပြောတာကသူတို့နားထောင်နေလိမ့်မယ်ထင်တယ်ကျွန်မကြည့်ရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုရှိတယ်ဗျ။ဟိုသူတို့ပြောတိုင်းလည်းဟိုနင်းကလိုက်မယ်လို့တော့မထင်ဘူးကျွန်မလေ။အဲအဲ့ဒါကြောင့်မလို့ဟိုဟိုအခုစစ်တပ်ကလည်းလုံနေတဲ့ပုံကလေ။ဟို သူတို့ရွေးကောက်ပွဲဟိုတရားဝင်မှုရှိဖို့အတွက်ပေါ့နော်အကြီးအကျယ်စူးစမ်းနေပုံရပါတယ်အဲ့တော့ဟိုသူတို့နိုင်တဲ့ဒေသတွေပေါ့နော်သူတို့ပြောနိုင်ဆိုနိုင်တဲ့ဒေသတွေမှာနည်းနည်းဟွန်နင်းပြူလို့ပြတာဟိုနည်းနည်းတရားဝင်မှုရှိဖို့အတွက်အဲ့ဒီသူတို့ရွေးကောက်ပွဲဝင်နေနေရာတွေကနည်းနည်းချေချေရွန်းနေရှိဖို့ဖြစ်ဖို့လိုသေးတယ်နော်အဲ့ဒါကြောင့်မလို့သူကရနိုင်တဲ့နေရာဒေသတွေမှာရွေးကောက်ပွဲကျင်းပနိုင်အောင်ကြိုးစားနေတယ်ထင်တယ် ဒါမဲ့ဝါကလည်းလုံမယ်ဘယ်တော့ကျွန်မမထင်ဘူးအဲသူတို့ဘက်ကတော့စစ်ကောင်စီဘက်ကတော့အဲသူတို့ဘက်ကတော့နေရာများများမှာရွေးကောက်ပွဲများများလုပ်နိုင်မှုရွေးကောက်ပွဲလုပ်နိုင်တဲ့ဒေသနည်းနည်းကျေကျေဝင်းပြီပေါ့အဲ့ဒါကိုကျိုးသွားတာနဲ့ဒီပါလေအဲ့တော့ဟန်နီပါနီပြပြီးတော့လုပ်နေတာပေါ့ဗျာအဲ့တော့သူတို့သာထင်အဲတိုင်းပြည်ရဲ့အချုပ်အခြာကိုအာဏာပိုင်နေဆိုတာပေါ်အောင်လို့လုပ်တာပါပဲဒါမဲ့ဟိုဟိုဝါတဲ့ဆက်ဆံရေးကောင်းအောင်လာဆက်ဆံတာပါ သူတို့ပြောတဲ့အတိုင်းလည်းမလုပ်ပါဘူး။လက်ရှိ UWSA ထင်းချုပ်ဒေတာတွေမှာအုတ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးစတဲ့အခြေအနေတွေမှာဘ ഹു အစိုးရထင်းချုပ်မှုအောက်မှရှိပဲ UWSA ရဲ့ထင်းချုပ်မှုအောက်မှသာရှိနေတာပါ။ UWSA က1989ခုနှစ်မှာမြမတက်မော်နဲ့အပြည့်ခတ်ရဆက်ရေးချုပ်ဆိုခဲ့ပြီးနောက်ဟိုပန်မိုင်းမော်ပန်ဝိုင်းနာဖန်မမန်းနဲ့ပန်ဆန်းမြွနယ်လူကိုခရိုင်နှစ်ခုခွဲပြီးဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်သတ်မှတ်ပေးခံခဲ့ရတာပါ ဒါပေမဲ့ UWSC ဟာအပြစ်ခံရစဲရေးအတွက် အစိုးရနဲ့ပြည်တော်စုအဆင့်ချုပ်ဆိုထားပေမဲ့ NCA မှာပါဝင်လက်မှတ်ရေးထိုးထားခြင်းတော့မရှိပါဘူး။